မင်္ဂလာပါရှင် ဒီနေ့ရနောက်ဆုံးရထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်။ပထမအဆုံးတပုတ်အနည်းနဲ့အာနာသိမ့်လိုက်တာလားအာနာထိမ့်လိုက်တာလားဆိုတဲ့စောင်းပါတင်ဆက်ပေးပါမယ်။အရေးပေါ်အုပ်ချုပ်ရေးကဏ္ဍဖြင့်6လအလီလီတိုးလာတဲ့စစ်ကောင်စီကဇူလိုင်လကုန်မှတက်တန်းကုန်ပြီဖြစ်ပါတယ်။2008ဖွဲ့စည်းပုံမှာအရေးပေါ်အုပ်ချုပ်ရေးကဏ္ဍဖြင့်နှစ်ကြိမ်သာခွင့်ပြုထားပြီးအာနာသိမ့်စစ်ကောင်ဆောင်မင်းအောင်လိုင်ကိုရိုင်2021ခုနှစ်ဩဂုတ်လတရက်မှာနိုင်ငံတော်ရဲ့အာနာကိုရယူထိမ့်သိမ်းထားတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးအရေးပေါ်ကာလဆိုတာအကန့်အသတ်ရှိပြီးပုံမှန်420 ့်ပုံမှန်ခွဲခါခွင့်အရာ အရေးပေါ်ကာလတစ်နှစ်အတွင်းမှာတာဝန်တွေကိုပြီးပြည့်အောင်ဆောင်ရွက်နိုင်ခြင်းမရှိသေးပါက နောက်ထပ်6လနှစ်ကြိမ်သာတက်တန်းတိုးနိုင်ကြောင်းထုတ်ပေါ်ပြောကြားခဲ့ပါတယ်။ စေအောင်စုက၎င်းတို့စိတ်ကြိုက်ရွေးဆွဲပြဋ္ဌာန်းခဲ့တဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအကြိမ်ကြိမ်ကျော်လွန်ချိုးဖောက်နေတဲ့အပြင်ရှေးနောက်မကြီးလှုပ်ဆောင်မှုတွေကိုအာဏာကိုအဆုံးထိရရနီးလန်းတွေနဲ့ရယူချုပ်ကန်သွားမဲ့သဘောတွေပုံမပေါ်လင်းစေခဲ့တဲ့တက်တန်းတိုးအုပ်ချုပ်ခွင့်ယူခဲ့တာတွေဖြစ်ကြောင်းပြည်သူအလုံးအမြင်ပဲဖြစ်ပါတယ်။မဟုတ်မမှန်လမ်းကြောင်းနဲ့အာဏာသိမ်းထားမှုကို၎င်းတို့လူတစုကလွှဲပြီးပြည်သူလူထုအများစုကလက်မခံတာကြောင့်ရခိုင်အာဏာသိမ်းခြင်းများနဲ့အတူလက်မခံခြင်းမငြိမ်သက်ခြင်းတွေကြောင့်မြမတမိုင်းမှာတခါမှမပေါပေါက်ခဲ့တဲ့ຫນွေဦးတော်လ ိုင်းကြီးကြောင့်ဆေးအာနာရှင်သမိုင်းမှာတခါမှမကြုံဘူးတဲ့ဆုံးရှုံးမှုတွေနဲ့တူတိုင်းပြည်ကလည်းငြိမ်သက်ခြင်းမရှိခဲ့ပါဘူး။ဒါပေမဲ့ပြည်သူလက်မခံတဲ့အခြေအနေရအောင်တွန်းပို့ဖန်တီးထားသူအာနာသိန်းစစ်ကောင်ဆောင်ဟာတိုင်းပြည်မငြိမ်သက်ခြင်းကိုအကြောင်းပြပြီးဥပဒေအကြိမ်ကြိမ်ချိုးဖောက်ပြီးအာနာသက်ရှင်အောင်ဆွဲဆန့်နေခဲ့တာပဲဖြစ်ပါတယ်။အာနာသိန်းပြည်ကလည်းတရားမျှတတဲ့ရွေးကောက်ပွဲပြုလုပ်ပေးပါမယ်လို့အကြိမ်ကြိမ်ခါခါအတန်လွှင့်နေတာလည်းရှိခဲ့ပါတယ်။တကယ်တော့အာနာသိန်းစစ်အုပ်စုကရွေးကောက်ပွဲပြန်လုပ်ပေးဖို့အာနာသိန်းကစားကစိတ်ကူးရှိနေတာမဟုတ်ပါဘူး။စစ်ကောင်ဆောင်မင်းရောင်လိုင်းကနေဝင်တန်းရွှေ တို့ကိုအားကြပြီးသူလည်းအ ਨੇ ဆုံး20လောက်တော့ပြည်သူကိုလိုတလိုချင်းလဲပြီးအုပ်စိုးနိုင်လိမ့်မယ်လို့စိတ်ကူးရင်အာနာသိမ့်ခဲ့တာဖြစ်ပါတယ်ဘလုံမမဖြစ်နိုင်တဲ့အစုံနိုင်ငံရေးထွက်ပေါက်ဖြစ်စ조사ဖို့အတွက်ပြုလုပ်မဲ့ရွေးကောက်ပွဲမှာမြို့နယ်ပေါင်း268မြို့နယ်မှာပြုလုပ်မှာဖြစ်ကြောင်းဇွန်လ9ရက်နေ့မှာအသိပေးလိုက်ပြီးဖြစ်ပါတယ်။ အခုနှစ်ကုန်မှာရွေးကောက်ပွဲကျင်းပမယ်ဆိုတော့ရောတိုင်းပြည်ကငြိမ်းချမ်းသွားမယ်ထင်သလားမငြိမ်းချမ်းတာကိုအကြောင်းပြပြီးအာဏာသက်တမ်းကိုချောင်းလာအနီလီဆက်လာချိန်မှာရောငြိမ်းချမ်းခဲ့လို့လားတရားနာကတော့လက်လွတ်ဆုံးရှုံးနေမြေတွေရခင်ထက်ပုံမှုကျေပြန့်လာတဲ့ပြင်တိုက်ပွဲများပုံမှုပြင်းထန်တဲ့အခြေအနေရောက်ရှိနေပါတယ်ဒါဟာပြည်သူလူထုရဲ့အင်အားနဲ့စစ်အာဏာရှင်တွေရဲ့အကျဉ်းစရိုက်များမူဝါဒများကိုရခင်လိုလက်မခံမဲအပြူဖြိုတော်လှန်မှုဖြစ်တယ်ဆိုတာကိုပြသနေတာပါစေယုံစုရဲ့အာဏာရယူလိုမှုနဲ့ပတ်သက်ပြီးလှုပ်ဆောင်မှုတွေကိုကြည့်ရင်1958မှာ မှာအာဏာသိမ်းပြီးမလွဲမရှောင်သာအခြေအနေတွေကြောင့်1960မှာရွှေကောက်ပွဲလုပ်ပြီးတဲ့အနိုင်ရပါတီကိုအာဏာလွှဲပေးလိုက်ပြီးမြန်နောက်နှစ်ရက်ကြာမှာအာဏာထပ်သိမ်း ဘာအခြေခံဥပဒေမှမရှိဘဲတိုင်းပြည်ကို၁၂နှစ်ကြာတရားမဝင် အုပ်ချုပ်ခဲ့တဲ့တပ်ဖန်၁၉၉၀မှာဒီမိုကရေစီကတိကဝတ်တွေပေးထားတဲ့ဆက်အစိုးရကပါတီဆောင်ရွှေကောက်ပွဲလုပ်ပေးပါတယ်ရွှေကောက်ပွဲမှာသူနဲ့ယက်တီချက်မတူညီတဲ့ပါတီကနိုင်သွားတော့အာဏာလွှဲမပေးဘဲနောက်နှစ်၂၀ကြာဘာအခြေခံမှမရှိဘဲတိုင်းပြည်ကိုတရားမဝင်အုပ်ချုပ်ပါတယ်ဒီလိုနဲ့၁၉၉၃မှာဆက်အစိုးရရဲ့ထုံးစံအတိုင်းဆက်အာဏာသက်ရှင်ရေးအာဏာစုပ်ကိုင်ထားခြင်းမှုရှိရွေးချက်နဲ့အမျှော်မြင်ယူပြီးအယက်သားပြည်သူတွေကိုနိုင်ငံရေးဥစားမှုပေး ေးနိုင်ဖို့စစ်ဘုတ်ချုပ်တွေရဲ့အတွေးခေါ်တွေကိုပြည်သူတွေစိတ်ထဲသွတ်သွင်းဖို့ရည်ရွယ်ချက်တွေနဲ့စစ်အစိုးရရဲ့မူဝါဒတွေကိုရောင်ပြန်ဟပ်စေရေးလမ်းစဉ်များချပြီးပြည်တော်စုကြန့်ခိုင်းရေးနဲ့ဖွံ့ဖြိုးရေးအသင်းကိုလူမှုအင်အားစုဖွဲ့ပြည့်အကောင့်ထဲပေါ်ခဲ့ပါတယ်။အဲ့ဒီကြန့်ခိုင်းရေးပါတီကလက်ရှိအချိန်ထိစစ်တပ်ရဲ့ကြောထောက်နောက်ခံဖွဲ့စည်းဖြင့်ရှိနေဆဲဖြစ်ပါတယ်။ 2010မှာပြုလုပ်တဲ့ရွေးကောက်ပွဲမှာတော့1990ရွေးကောက်ပွဲတုန်းကအပြည့်အနိုင်ရခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဝင်မပြိုင်ခဲ့တာကြောင့်စစ်အစိုးရဝန်ကြီးတွေပါဝင်တဲ့ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကရွေးကောက်ပွဲဝင်ဆိုင်ရာမှာအနိုင်ရရှိခဲ့ပါတယ်။ဒီအချိန်မှာတော့ရွေးကောက်ပွဲရလဒ်ကိုတည်တည်ချာချာအတိမတ်ပြုပြီးတင်းစိန်သမရရှာလူနေရာနဲ့ခေါင်းပေါင်းလဲအုပ်ချုပ်ခဲ့ပါတယ်။2015အထွေထွေရွေးကောက်ပွဲမှာပြိုင်ဘက်ပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှဝင်ရောက်ရှင်ပြိုင်ရာမှာအနိုင်ရပြန်တော့နိုင်ငံတကာအတိုင်းဝိုင်းကြမျက်နှာကောင်ရမလားဆိုတဲ့မျှ ညလင့်ချက်နဲ့အာနာ လွှဲလိုက်ပြန်ပါတယ်။2020ရွေးကောက်ပွဲမှာတော့ပြန်ဘက်ပါတီအနိုင်ရခဲ့ပြီးမြန်အာနာမမောကြတဲ့စေအုပ်စုကအာနာသိမ့်လိုက်ပြန်ပါတယ်။ပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲတွေကိုကြည့်ရင်စစ်တပ်ရဲ့ပုံရိပ်တွေကိုပါမြင်တွေ့ကြလိမ့်မယ်ထင်ပါတယ်။အခုလက်ရှိမှာလည်းအာနာသိမ့်စစ်ကောင်စီပြုလုပ်မဲ့ပလင်းတူဘူးစုပါတီတွေနဲ့ရွေးကောက်ပွဲလုပ်ခြင်းကအနိုင်ရပါတီကိုအာနာလွှဲပေးမယ်လို့ဆိုပြီးမြန်တဟာစစ်အာနာတည်မြဲဖို့လိုချင်တာဖြစ်ပါတယ်။ချေဥကိုပေးချိတ်ပြီးထင်ရလုတ်တဲ့စေယုံစုက2008ဖွဲ့စည်းပုံအရသမနာကရွေးကောက်ပွဲဝင်စရာမလိုတဲ့အတွက်ချေဥနဲ့အညီပါဆိုပြီ ရွေးကောက်ပွဲပြုလုပ်တဲ့အခါတမရအဆောင်ရောင်နဲ့တွေ့လာမှမရောက်နိုင်ဆိုတာမြေကြီးလက်ခတ်မလွဲပါကျောထောင်နောက်ကန်အဖြစ်ဖွဲ့စည်းထားတဲ့စံခိုင်ပါတီတာလီအနိုင်ရမယ်ဆိုတာလည်းမလွဲအိမ်ကန်ဖြစ်ပါလိမ့်မယ်စေအိုစုရဲ့ခေါင်းယိုးကျိုးနေတဲ့အကျင့်ကြံတွေကိုသိရှိနေတဲ့ရွေးကောက်ပွဲကျင်းပမယ်269မြို့နယ်ကပြည်သူအပါအဝင်ပြည်သူများကလက်ခံလိုက်ကြလိမ့်မယ်လို့ထင်သလားလို့ရှိသားထားပါတယ် ဆက်လက်ပြီးရန်ကုန်ပြည်လမ်းအပအဝင်မင်းလာမြို့နယ်ရှိနေရာ၃ခုမှာတိုက်ပွဲဖြစ်ပွားတဲ့အတွက်လမ်းများပိတ်နေပြီးအကြမ်းဖက်စစ်တပ်မှစစ်အရာရှိနှစ်ဦးပါဝင်စစ်သားတိစုံမှုများပြားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတွင်းရှိရန်ကုန်ပြည်လမ်းအပအဝင်မင်းလာမြို့နယ်နေရာ၃ခုမှာတိုက်ပွဲများဖြစ်ပွားနေပြီးအကြမ်းဖက်စစ်တပ်မှအရာရှိနှစ်ဦးပါဝင်စစ်သားတိစုံမှုများပြားကြောင်းပြည်သူ့ကာကွယ်တပ်မတော်စစ်ရေးတရင်အရင်းမြစ်တွေကပြောပါရယ်။မနေ့ကဇွန်လ16ရက်နေ့ညနေ၄နာရီခန့်အချိန်မင်းလာမြို့နယ်အုတ်တွင်းရနီးရှိအကြမ်းဖက်စစ်တပ်ရဲ့စစ် ကွင်းတာဆောင်စစ်ဆေးဂိတ်ကိုတော်လိုင်းတပ်ဖွဲ့တွေကစတင်တိုက်ခိုက်ခဲ့ပြီးထီးတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင်းအဲ့ဒီထီးတွေ့တိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်ဘက်မှအရာရှိနှုတ်ပါဝင်ထိခိုက်ဒေဆုံးမှုများပြားခဲ့ကြောင်းသိရပါတယ်။တိုက်ပွဲတွင်အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့်ပြည်မျိုးဖက်ရှိမင်္ဂလာဆောင်မှပြန်လာတဲ့အမျိုးသမီး၃ဦးသေဆုံးခဲ့ပြီးရှုံးလောင်းများကိုလက်ရှိချိန်ထိကောက်ယူနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။ တပြိုင်တည်းတည်းမနေ့ကညနေ၄နာရီကျော်ခန့်ချိန်မင်းလာမြို့နယ်အပိုင်းရန်ကုန်ပြည်လမ်းနဲ့ပဲခူးယုံမှကြားရှိနေရာနှစ်ခုမှာလည်းအကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဲ့ဒီတိုက်ပွဲဖြစ်ပွားရနေရာကိုအကြမ်းဖက်စစ်တပ်ဘက်မှစစ်ကူစစ်ကြောင်းတွေပါရောက်ရှိလာတာကြောင့်တိုက်ပွဲများလက်ရှိချိန်ထိဖြစ်ပွားနေကြောင်းသိရပါတယ်။ အလားတူဇွန်လ18ရက်မနက်9နာရီခန့်ချိန်မင်းလာမြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွားရာနေရာတွေကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးတွေနဲ့ရှမ်းတပ်ပစ်ခတ်ခဲ့ရာဖားလီကွင်းမြောက်စုရွာကိုကြားရောက်ပောက်ကွဲခဲ့ပြီးအသက်80ရွယ်အငိမ့်စားကျောင်းဆရာမကြီးဒေါ်တင်ကြီးလက်နက်ကြီးကြီးထိမှန်ခဲ့ပြီးတိစုံခဲ့ကြောင်းတရွာထဲနေထိုင်သူမခိုင်တင်ကြီးလည်းပြင်းထန်ထဏ်ရရရှိခဲ့ကြောင်းသိရပါပါတယ်။ ီကနေ့နေ့လယ်ပိုင်းမင်းလာမြို့နယ်တာလင်းရွာမှာတပ်ဆွဲထားတဲ့ပြူစောတီတွေကဖွန်ကာနဲ့လက်ဆက်ရွာကိုဝင်ရောက်စဉ်တော်လိုင်းတပ်ဖွဲ့တွေနဲ့ထပ်မံတိုက်ပွဲဖြစ်နေကြောင်းသိရပါဗျ။တိုက်ပွဲတွေကနေရ၃နေရလောက်မှာဖြစ်နေတယ်။ဒီကနေ့မနက်ပိုင်းလည်းဆက်ဖြစ်နေတော့ပဲအခုထိမပြီးသေးဘူး။ရန်ကုန်ပြည်လန်းကိုလည်းပြည်သူတွေမတော်ကြဖို့ပြောကျင်နေစစ်ခွေးတွေကထိခိုက်သေးဆုံးမှုတော်တော်များတယ်။သေဆုံးနေတယ်မှာပြူဟာမှုပါတယ်လို့သိရပြီးမြဲအတီတော့မပြုတ်နိုင်သေးဘူး။တေတာကစစ်ခွေးဘက်ကတော်တော်များတယ်တိုက်ပွဲတွေမှာပြည်သူတွေလည်းထိခိုက်သေးဆုံးမှုရှိတယ်။လက်ရှိမင်းလာမြို့နယ်ကတိုက်ပွဲအခြေအနေတွေကြောင့်တရက်တပ ြင်အထက်ကကျောင်းပါဝင်ကျောင်းတချို့ပါပိတ်လိုက်ပြီလို့ PDF စင်ရေးသတင်းရင်းမြစ်တွေကရှင်းလင်းပြောဆိုပါတယ်။ ပဲခူးတိုင်းတွင်မင်းလာမြို့နယ်ရှိတိုက်ပွဲဖြစ်ပွားရာနေရာများစုမှာ PDF များစုမှုထားပြီးစစ်ကောင်စီတပ်ကမြို့နေရာကွက်ကွက်မှာသာတပ်ဆွဲထားနိုင်ကြောင်းဒေသခံပြည်သူတချို့ကပြောပါရယ်။နောက်ထပ်တပုတ်အနေနဲ့ရှမ်းကုန်းတိုင်းစစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့မြို့နယ်တွေမှာလူငယ်များပေါ်တာဆွဲဖမ်းဆီးခံရမှုဇက်တိုက်ဆိုသလိုရှိနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းကုန်းတိုင်းတွင်ကစစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ထားရာမြို့နယ်နဲ့ဆက်ဆက်မြို့နယ်တွေမှာစစ်မှုထမ်းအတွက်ပေါ်တာဆွဲခံရမှုအခြေအနေပုံမှုဆိုးရွားလာပြီးစစ်အုပ်စုလက်ပါစီပြူစောတီတွေကဥဆောင်လောက်ကန်နေရလို့ဆိုပါရယ်။ စေအုပ်ချုပ်ရေးမာရှယ်လော့ထုတ်ပြန်ထားရာမြို့နယ်ရီနဲ့ဆက်ဆက်မြို့နယ်ရီဖြစ်တဲ့တကုံလေးမြို့နယ်ပါဝင်မြောက်ကလာပါတာဝန်မြန်ကုန်းလှိုင်သားရာနဲ့ရွှေပြည်သာမြို့နယ်ရီမှာစေအုပ်စုလက်ပါစေအုပ်ချုပ်ရေးမှုနဲ့စစ်မှုထမ်းစုဆောင်ရေးဖွဲ့တွေကနီလန်းမျိုးစုံနဲ့တပ်သားတဲ့စုဆောင်မှုတွေကိုပုံမှန်လှုပ်ဆောင်လာတယ်လို့သိရပါတယ်။မာရှယ်လော့ကြီးညာခံရပြီးရမြို့နယ်ရီနဲ့ထိဆက်မြို့နယ်ရီမှာလိုက်ဆွဲတာပုံများပါတယ်။အဲ့ဒီဘက်တွေနဲ့ရှင်ရန်ကုန်မြို့အတွင်းပိုင်းဘက်တွေမှာတော်တော်နေတယ်ပြောရမယ်။ပုံမှန်နေ့တွေဆိုရင်တော့စစ်မှုထမ်းစင်ရင်တိုင်းမဲ့လူလိုက်ရှာပြီးဖမ်းပါတယ်။အဲစင်းစစ်တာကနေဆွဲတာ မျိုးပေါ့လူပို့လို့ရမယ့်နေ့ပြီးပြီဆိုရင်တော့အဖမ်းစီးပုံများတက်ပါတယ်ဒီလိုနေ့တွေကြလမ်းမတွေပေါ်ဒီပေါ်တာလိုက်ဆွဲတာနောက်ပြီးလမ်းပေးမှနေတဲ့သူတွေကအစာဆွဲတော့တာပါမွေးရည်စေးသမားတွေကိုလည်းဆွဲပါတယ်လို့ဆိုပါတယ်စစ်မှုထမ်းစုဆောင်ရမှလည်းအလုတ်သွားအလုတ်ပြန်အချိန်တွေစောင့်ကြည့်ဖမ်းဆီးတာအိမ်တိုင်ရာရောက်နမဲစင်းနဲ့လာရောက်ခေါ်ဆောင်တာတွေအပြင်အလုတ်လောက်ကနေတဲ့စက်ယုံအလုတ်ယုံအာနာပိုင်တွေကနေတဆင် PRP ချင်းချောက်တာမျိုးတွေလှုပ်ဆောင်နေရလို့လည်းသိရပါတယ် ဒီလိုမျိုးရက်ွက်တွေအတွင်းကလူငယ်တွေရဲ့စည်ရင်းကိုစစ်ကောင်စီတန်းပို့ဆောင်ပြီးတာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရက်ွက်အာဏာပိုင်တွေနဲ့အတူအင်တန်ရောင်ရောက်ချင်းချခေါ်ဆောင်နေတာမျိုးကိုစစ်တပ်ထောက်ခံတဲ့ရက်ွက်တွေပြည်သူစစ်ဖွဲ့ဝင်တွေကလှုပ်ဆောင်နေရလို့ဆိုပါတယ်။ကြံနေတဲ့လူငယ်များစုကလည်းစားဝတ်နေအခြေအနေကြောင့်အန်ဒီရများလဲနေနေကြတာပါဒါမျိုးများတယ်။တချို့လည်းရှောင်ပြီးမှစက်တဲလို့ပြန်လာတယ်အလုပ်ပြန်လုပ်တယ်ဒီလိုမျိုးကနေပြန်သွားကြတာပါလေပါတယ်။စင်ချေဘုံမျိုးနယ်တွေမှာပြူရင်းအကောင်းပါတယ်ဗျာသူတို့ပဲအဓိကလှုပ်ရှားနေရလို့ဆိုပါတယ်။လက်ရှိမှာလည်းအကျန်းဖတ်စစ်ကောင်စီက တိုင်းစစ်ဌာနချုပ်တီးတီးမှာစစ်မှုရန်ပတ်စဉ်ဆက်လေးစတင်နေပြီဖြစ်ကြောင်းသတင်းထုတ်ပုံလေးနဲ့တကွာထုတ်ပြန်ထားပါတယ်။ရန်ကုန်တိုင်းစစ်ဌာနချုပ်နေမြေအတွင်းကလဲကူးမြို့နယ်ဖောင်ကြီးစာတခတ်တင်နဲ့တိုင်ကြီးမြို့နယ်ဂျိုးပြူတတကတစ်တို့မှာလူအင်အား200ကျော်300နီးပါးနဲ့စစ်တပ်နဲ့ပြီးနေပြီလို့စစ်ကောင်စီကဆိုထားကြောင်းသတင်းမှာဖော်ပြပါရှိပါရရှင်။